မုံတိုင်းထိုင်တဲ့နေ့တွေကုံသွားပါပြီ။လေးပြေလာပါတော့မယ်ဆွဲအမ်မိုရင်။ပရိသမအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Shoe Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အမ်မိုရင်ပြောစကားမှန်ပရိသတ်တွေအတွက်တရားစီလုံးစုပ်ပြတ်တက်ခဲ့တဲ့ဂျင်းရီဂရောင်းဘေးသွားခဲ့တဲ့အထိပရိသတ်တွေကိုအားတက်သွားစေခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာပြီးခဲ့ညကစားခဲ့တဲ့ဗီလာအသင်းရဲ့ပွဲစဉ်မှာနောက်ဆုံးမဲ့အင်းနဲ့လွယ်ဆိုသလိုပဲချန်ပီယံလိဝင်ခွင့်မျောလင်းချက်ရှိနေခဲ့တဲ့ Unai Emery ရဲ့ဗီလာကိုအော်ထရဖို့မှာနှစ်ဂိုးပြတ်ဆွဲရလာတဲ့အတူနိုင်သွားခဲ့ကြပါတယ်။မန်ယူအသင်းအတွက်တော့မိုးလိုမှာထွန်ချဆွဲဇာကဘုံနဲ့ ခိုင်းနိုင်ပြီးတော့ပြောရအောင်ဗီလာကိုပလီပလာမလုံးနိုင်အောင်လှုပ်ပြသွားခဲ့ကြတော့မေးတွေးလိုက်ရပါတယ်။တကယ်တမ်းမှလူနေခဲ့တာအက်ဆွန်ဗီလာဖြစ်တယ်လို့မျှော်လင့်ချက်တွေရှိနေကြတဲ့အသင်းကလည်းအက်ဆွန်ဗီလာအသင်းပါပဲ။ဒါပေမဲ့မန်ယူတင်းထွက်ကလည်းဒီဘက်အရေးကြီးနေပါတယ်။ဘာကြီးကြီးလာလဲဆိုတာနောက်ဆုံးရှစ်ပွဲဆက်နိုင်ပွဲပြောင်းဆုံးခဲ့တယ်ကိုအဆုံးသတ်ပြဖို့လို့တို့အိုရဖို့ဂွိန်းထဲမှာအိမ်ကွင်းပရိသတ်တွေအတွက်ဂျင်းနဲ့စာရလာမျိုးစွမ်းဆောင်ပြဖို့လိုအပ်နေကြတာပါ။ပြောရရင်တော့ဂုံသိခါဘိုင်းရမှာဖြစ်မနေနိုင်ပွဲရဖို့လိုအပ်နေကြတာအတွက်လည်းအမရီယာသူ့ရဲ့အသင်းကိုတေချာလေးပြုပြင်ပြီးတော့ပြင်ဆင်ထားခဲ့ပါတယ်။ပြောရရင်ပြီးခဲ့တဲ့ညကစားခဲ့တဲ့မန်ယူတင်းရဲ့ကစားပုံက ချန်ပီယံဆုပါရောက်သွားနိုင်ခြင်းရှိတဲ့ခြေစွမ်းမျိုးကစားပုံမျိုးလို့ဆိုရမှာဖြစ်ပြီးတော့အဖက်ဖက်ကအလုံးစုံပြည့်ပြည့်စုံသွားခဲ့တာပါ။မန်ယူတေးကတေချာလေးပြင်ဆင်လာခဲ့ကြသူဗီလာတေးကလည်းချန်ပီယံလိဝင်ခွင့်အတွက်အင်တိုင်းအားတိုင်းနဲ့ကစားလာခဲ့ကြတာပါ။ပွဲအဖြေကိုအဓိကပြောင်းလဲသွားစေခဲ့တာကတော့ဗီလာကုန်းသမားမာရီနက်ရဲ့အဓိကပြစ်ဒဏ်ကမန်ယူတေးကိုပေါက်ကွဲခွင့်နေပေးသွားခဲ့စေတာဖြစ်ပါတယ်။မာရီနက်ရဲ့အဓိကလည်းဖြစ်တဲ့အဓိကလို့ဆိုရမှာဖြစ်ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ဘောလုံးဆွဲပြီးချိန်မှာမာရီနက်ကကွင်းလယ်တဝက်လောက်ထိတက်ပြီးတော့ဝိုင်စတန်ကိုခန္ဓာကိုယ်နဲ့ပြေးတိုက်ခဲ့တာဖြစ်ပါတယ်။ အမန်ဒရီတိုင်းလွတ်ပေးလိုက်တော့ဝိုင်ဆန်အရေးကြီးနေဆိုဘိုင်ဝမ်နေထားမှာ900ချီမှာရမှာပါမာရီနက်ဆဲဆန္ဒဆုံးမှုတွေကြောင့်အစုံလာကစားမဘွားနောက်ဆုံးပွဲအနီးကနေနှုတ်ဆက်လိုက်ပြီးတော့နာမည်ကျော်ဂိုးသမားဖရီဒဲ2009ခုနှစ်ကလီဗာပူးနဲ့ပွဲစဉ်နောက်ပိုင်းပရီးမီးယားလီဂ်မှာအနီးကနေထုတ်ခံတဲ့ပထမဆုံးအစုံလာဂိုးသမားပြန်ဖြစ်လာခဲ့ပါတယ်အဲလိုမာရီနက်ဆဲအနီးကဟာဗီလာသင်းရဲ့မျောလင်းချက်အိမ်မက်ကိုလည်းဖျက်ဆီးပစ်လိုက်သူဖြစ်သွားစေခဲ့ပါတယ်မိုင်သင်းကလည်းဒီပွဲတွေသေချာလေးအောင်ဆိုင်လာခဲ့ကြတဲ့အချိန်မှာဗီလာသင်းဘက်ကတရားဥသွားတဲ့အချိန်နဲ့ကြုံကြိုက်သွားတဲ့အခါမှာတော့ဗီလာသင်းကမိုင်သင်းရဲ့ပေါက်ကွဲတန်စင်းလုံးနားဆင်သွားခဲ့တာဖြစ်ပါတယ် တော်ရိုင်းပြီးကြဲကတယောက်ရောသွားတယ်ဗီလာအောင်မိုင်းတရားဥဆောင်ကိုသွင်းမတော်လေးကိုကတ်ခဲခဲ့ကြပြီးတော့မိနစ်80ကျော်မှဥဆောင်ကိုစတင်ရရှိသွားတာပါအဆိုပါကိုတော့86မိနစ်မှာဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီပေးမှုကနေအာမက်ဒီယာလိုကခေါင်းတိုက်ပြီးတော့ရောက်သွားခဲ့ပါတယ်နောက်ထပ်88မိနစ်ရောက်မှာတော့မိုင်းတရားပန်နတီရရှိခဲ့ပြီးအဆိုပါကိုတော့ရာသီကိုမအသင်းနဲ့လမ်းခွဲတော့မယ်အယ်ရီဆင်ကအမားမရှိကန်သွင်းခဲ့ပြီးတော့ပရိသတ်တွေနောက်ဆုံးသွင်းခွင့်နဲ့နှုတ်ဆက်သွားခဲ့တာပါမိုင်းတရားဗီလာအသင်းကိုနောက်ဆုံးပွဲတွေမှာ2-9ပြန်နဲ့နိုင်ယူခဲ့ပြီးတော့10ပွဲဆက်ပရီးမီးယားလိနိုင်ပွဲပျောက်ဆုံးနေမှုအဆုံးသတ်သွားခဲ့ကြပြီး ပရီးမီးယားလိနောက်ဆုံးပွဲစဉ်ကိုနိုင်ရလိုက်နှုတ်ဆက်သွားခဲ့ကြပါတယ်။မန်ယူတင်းနဲ့နောက်ဆုံးပွဲစဉ်မှာနိုင်ပွဲရောက်ပြီးသွားခဲ့ပြီးတဲ့နောက်မှာတော့နီးပြရူဘီယန်မိုရင်ကအခုလိုပဲပြောသွားပါတယ်။ရူဘီယန်မိုရင်ကလုံခဲ့တဲ့6လတုန်းကအသင်းမှာမုံတိုင်းထံမဲ့အခိုက်အတန့်တွေရှိကိုရှိလာအောင်မယ်လို့ကျွန်တော်ကိုယ်တိုင်ပြောခဲ့ယူပါတယ်။ဒီနေ့တော့ဒီလိုဆိုးရတဲ့ရာသီပြီးမှကောင်းမွန်တဲ့အချိန်တွေရောက်လာတော့မယ်လို့ခင်ဗျားတို့ပြောချင်ပါတယ်။ဒီနေ့ဒီလိုခက်ခဲကြမ်းတဲ့ရာသီပြီးမှကျွန်တော်ခင်ဗျားတို့ထပ်ပြောချင်တာကတော့တာရဲနေရက်တွေရောက်လာပါတော့မယ်ဆိုတာပါပဲဆိုပြီးအမ်မိုရင်ကပြောသွားခဲ့တာဖြစ်ပါတယ်။ပွဲစဉ်ပြီးမှတော့မန်ယူတင်းရဲ့ကစားသမားတွေဖြစ်ကြလင်ဒီလော့ဖ်အီဗန်စ်နဲ့ ရီစင်တို့ဟာတင်းရဲ့ပရိသတ်တွေကိုနှုတ်ဆက်သွားခဲ့ကြပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။